မင်္ဂလာပါဒီနေ့တော့ဟာလာဟူဒီတွေကြားမှာနာမည်ရနေတဲ့ကိစ္စလေးဆိုင်အောင်သွားပါမယ်ဒီဆိုင်လေးမှာကရှီးစကိတ်ရယ်ချောကလက်ကိတ်ရယ်ဖာလူဒါဝဲအဓိကအားထားရောင်းတဲ့ဆိုင်လေးပါပုံစံလေးနဲ့ဒွေးလေးနဲ့မာလာပါတယ်ဒါစားမယ်ချစ်ရိုလီယာကြောင့်တခု5ရောင်ချောကလက်ပီလို5ရောင်အားလုံးမင်္ဂလာပါခင်ဗျာဆိုတော့ဒီနေ့ကတော့ bless ကဒါမင်္ဂလာတောင်ညွန့်မြမကုံရင်လမ်းပေါ်မှာချီတဲ့ကမုံမွေးချီကိုရောက်နေပေါ့နော်အဲ့တော့ဒီနေ့ပါလာစားရလဲဆိုတော့ဟာလာဖူရီတွေကြားမှာနာမည်ကြီးနေတဲ့ဆိုင်ကြီးတစ်ဆိုင်အောင်သွားမယ်အဲ့မှာဆိုရင်ချောကလက်ကိတ်နဲ့ချစ်စိတ်ကတော်တော်လေးစားကောင်းတယ်ပြောရဲအဲ့ဆက်ကမလား ဆိုင်ကတော့သူက ground floor မှာရှိရပါတော့ဟိုအောက်ထိသွားမှာခလေးကစားဝင်းမြေဆောင်ထိုးလေးမှာရှိပါရဲ့ဆိုင်နာမည်ကတော့ဟာ best right ရဲ့ကဲဆိုင်လေးတော့ရောက်ပြီဒီမှာ best right ပါ cafe and bakery အဲ့တော့ဒီမှာကတော့ cheese နဲ့ပတ်သက်တာတွေ chocolate နဲ့ပတ်သက်တာတွေကတော့အများကြီးပဲမနော်အဲ့တော့သူတို့နာမည်ကြီးရဆိုလို့လာစားကောင်းနေမလားကောင်းနေ okay အဲ့ဒါကိုရွေးလာအောင်မယ်နော် green ရောရှိရမလားဒီ cheese lava တွေရော dewy pillow တွေရောပြီးပါ ဖတ်တောင်းရမလားဟုတ်ဖတ်လူတာလေးရပါတယ်ရှင်ဖတ်လူတာလေးရလေရေခဲမုတ်လေးကိုလေရတာအဆုံယူလို့ရပါတယ်ရှင်ရေရှိတယ်ချောကလက်ရှိတယ်စတော်ဘယ်ရီရှိတယ်အသီးဆုံးရှိတယ်အုံးစိမ့်လေးရှိတယ်ညီမတို့ရှိမှာတော့အုံးစိမ့်လေးအရင်ရောင်းရပါတယ်ရှင်အများကြီးပဲတော့ချောကလက်နဲ့ရှိဟုတ်ကဲ့ချောကလက်နဲ့ချီးစ်နဲ့ညီမတို့ရှိမှာရောင်းရတဲ့ item လေးပေါ့နော်ဒီရင်ဒီနဲ့ပတ်သက်တာတွေဆိုတဲ့ရာသီပေါ်လေးလုပ်ပေးပါတယ်ရှင်စတော်ဘယ်ရီရာသီဆိုလဲစတော်ဘယ်ရီနဲ့ပတ်သက်တဲ့ menu လေးပေါ့တခြားအချိန်လေးဆိုတော့ညီမတို့ဒီချောကလက်နဲ့ချီးစ်နဲ့ကိုအဓိကထားပြီးတော့ရောင်းတာပါရှင် Best Ride Cafe and Bakery ဆိုင်လေးရကြတော့မင်္ဂလာ တောင်ကျွန်းမြို့နယ်မြမကောက်ရီလမ်းမပေါ်မှာရှိတဲ့ကမုံပွဲ ground floor မှာရှိပါတယ်။ဆိုင်လေးကတော့မနက်7:00နာရီခွဲကနေပြီးတော့ည9:00နာရီခွဲလောက်ထိဖွင့်ပါတယ်။ဒါတော့ cheese lava လေးပေါ့နော်။သူကတော့တစ်ခုသွား900ပေးရပါတယ်။ chocolate lava လေးကကျတော့သူကဒါ8000ပါ။ choco cheese ပေါ့နော်။သူက choco cheese ကကျတော့သူက1000။ chocolate ကြီးပဲပေါ့နော်။ chocolate အပေါ်မှာသူကတော့ cheese လေးတော့ဖြူထားတယ်ပေါ့။ ဒါလေးကလည်းတထောင်ပဲချောကလက်မုစ်လေးပေါ့နော်။သူကတောင်းတထောင်ပေါ့နော်။ဒူရင်ရှစ်စ်လေးရှစ်စ်ဒူရင်လေးပေါ့နော်။သူကလည်းတောင်းတထောင်ပါပဲ။သူကဒူရင်ပေါက်စီပေါ့နော်။သူကတော့ဒါနှစ်ခုပါတာသူကတထောင်ပဲပေးရပါတယ်။ချစ်စ်ရိုးလေးကကျတော့တစ်ခု9000၊ချောကလက်ပီလိုက9000၊ဒူရင်ပီလိုလေးကကျတော့6000ပေါ့နော်။ဖာလူဒါလေးလည်းမှာတာဖာလူဒါကတော့ဒီလိုမျိုးရေကဲမုတ်ကိုအရသာအစုံနဲ့စားလို့ရပါပေါ့နော်။သူကတော့တစ်ခွက်ကို8500ပေးရပါတယ်။သုံးသိန်းလေးနဲ့ဒူရင်လေးနဲ့မှာတာပါတယ်။ဒါတော့စားမယ်။อืม 那兄弟俩躺那边。我阿叔这个，阿婶这个龙啊，不地呗。山来没过呢。ပါမုံကလည်းနူးနေတယ်ပဲသူကလေတော့ဆိတ်ဆိတ်နေနဲ့စားကောင်းလာသေးတယ်အရှိုးလုံးဝမကဲရအောင် ။အင်တာပေးရအဲ့နေလေးလည်းကောင်းတယ်ကြာလေရ။အန်ဒါရီတော့ရှင်လေးဘင်းလေးတွေရောအလူရတော့ကောင်းတယ်နော်ဝင်းပေါက်စီအင်း ်ဝင်းပေါက်စရာကြာအထဲထဲမှာသူကလေပါမုတ်သားအီးလေးလေးပေါ့နော် cheese လေးလည်းပါတယ် green tea အနစ်လေးလည်းပါတယ်ပေါ့နော် that's why ကြိတ်လေးရိုက်တဲ့သူကတော့လေသူကအဓိကဈေးတန်လို့ပေါ့နော်ဈေးကတန်တာထက်ဈေး fair ဖြစ်တာပေါ့ဟိုကောင်းကောင်းလေးစားရတယ်ပေးရရဈေးနဲ့လည်းတန်တယ်ပေါ့နော်ဒါကတော့ green pill လေးပါဒီစိတ်ဒွေးပေါက်စီတဲ့ဒွေးပလုံမှုကြိုက်တယ် လို့သူကအကုန်လုံးအရှုပ်ပေါ့လေးလုပ်ပြီးထားဆိုအရှုပ်ရန်ကဲလို့ရှိရင်လည်းလေဤဆောင်ပါတင်မှာချောကလက်မုစ်ကတော့သူကဒီဇိုင်းစားမယ်ဆိုရင်တော့လေအဲချောကလက်ရစာခါးစင်းစင်းလေးပဲရမယ်ပေါ့နော်ချောကလက်အနှစ်လေးပေါ့နော်အရှုပ်ဓာတ်လေးဆန်းပြီးတော့စားရတာမနေ့ကလည်းဒီလိုတွေ့ကြတယ် အတွင်းထဲကလည်းပတ်ဖို့သားတော်တော်အီရနေတာနူးညံ့တာဆက်ဆက်နေကောင်းဘက်ထရကကြာလေဘယ်လိုကွာ online မှာနေတယ်ဆိုလဲမှာလို့ရတယ်ပြီးတော့နေဆိုင်မှာလာစားမယ်ဆိုလဲဒီလိုမျိုးတိတ်ကိုဝေးပေါက်လေးနဲ့သူကချပေးရပါတော့ပြင်ပကံလေးနဲ့ခင်ပြီးချပေးရဲဖာလူတာလည်းကောင်းတယ်ဖာလူတာလေးတွေရောပြင်ရည်ခဲမုံလေးလည်းရှိပါတယ်ချိုကိုရှိချိုကိုရှိစားမယ် ရှင်းအရသာအစိမ့်လေးရောဂျပလန်ရဲ့ဒီခါခါစင်းစိမ့်လေးရောပေါ့နော်နှစ်ခုပေါင်းရတာလေးစားရတာတို့နှစ်လေးကောင်းတယ်သာအောင်တဲ့ငယ်ကွာဒွင်းကြိုက်လို့လည်းမသိဘူးဒွင်းရုံကိုကြိုက်တယ်ဒါပေမဲ့သူကတော့ base ကတော့ဒါပဲပေါ့နော်အတူတူပဲ fallout base ပဲရေကဲမှုလေးပဲပွဲသွားရှီရိုလေးကလောက်တာချစ်စရာလေးမပြောဘူး ဒါအရှူရမ်းမရှိစဉ်းစားနေဒါကလေးတွေပါယူရလူကြီးတွေပါယူမယ်လို့စဉ်းမြဲသေးတာအဲ cheese cake လေးတွေ chocolate cake လေးတွေတိုက်တဲ့သူတွေဆိုရင်တော့ဒီဇိုင်းလေးတွေယူသင့်ပါတယ်ဖာလူရာလေးကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဖာလူရာလေးနဲ့အဲ cheese cake လေးနဲ့ chocolate cake လေးနဲ့လာပြီးတွဲဆကြည့်ပါတော့အဲ့တော့ဒီမှာ blessing ဆက်ပြီးတော့စားလိုက်ပါအောင်မယ်အဲ့တော့နောက်ထပ် vlog တွေမှာလည်းစားလို့ကောင်းတဲ့ဇိုင်းလေးအများကြီးပြပါမယ်ခင်ဗျာကျေးဇူးများတင်ပါတယ်